ပရီးမီးယားလိပြိုင်ပွဲမှာ၃ဘက်ဇက်တက်အနိုင်ရပြီးရလက်ကောင်းတွေပြန်ရရှိနေတဲ့ယူနိုက်တက်အသင်းဟာအမဘေးဖလားကိုရရှိနိုင်တယ်လို့ကစားသမားအောင်ဖြစ်သူနာနီကပြောခဲ့ပါတယ်။နာနီကဘာကြောင့်မဖြစ်နိုင်ရမှာလဲ။သူတို့ဟာခိုင်မာတဲ့အသင်းကိုတီဆောက်နေပြီးဇယားထိတ်မှအမြဲတမ်းရှိနေတယ်။အာဆင်နယ်၊လီဗာပူး၊ချဲလ်စီ၊မန်စီးတို့နဲ့ရှင်ပြိုင်မှုတွေကိုပြန်လည်ဝင်ရောက်နိုင်ဖို့ကြိုးစားနေပါတယ်။ဒါကြောင့်လဲသူတို့ဟာအခုချိန်မှာအဲ့ဒီနေရာကိုရောက်ရှိနေပါပြီ။သူတို့မှာအလားအလာကောင်းတွေရှိပါတယ်။ဒါမဲ့ပွဲစဉ်အနေနဲ့မှာသူတို့အနိုင်ရရင်အရာအလုံးပြောင်းလဲသွားနိုင်ပါတယ်။ပွဲတွေသာဆက်ပြီးအနိုင် ိုင်ယူနိုင်ရင်ဒီနေ့မဟုတ်ရင်တော့လာမယ့်ရာသီအတွက်ယုံကြည်မှုရနိုင်တယ်လို့ United ရဲ့ MLB ဖလားအခွင့်အရေးနဲ့ပတ်သက်ပြီး Cavas.com နဲ့အင်တာဗျူးမှာပြောခဲ့တာပါ United အသင်းဟာရာသီအစတုန်းက Grisby အသင်းကိုအရင်းနေက Carabao ဖလားပြန်ပွဲကနေထွက်ခွာခဲ့ရတဲ့ပွဲပါဝင်အဖွဲ့ပွဲ၅ပွဲမှာတပွဲသာအနိုင်ရခဲ့တဲ့အထိရလဒ်တွေဆိုးရွားခဲ့ပါတယ်အဲဒါကြောင့်နီးပြအာမိုရင်ဟာယာရုကနေထုတ်ပယ်ခံရမဲ့ဖိအားတွေအများကြီးခံစားခဲ့ရတာပါ ဒါပေမဲ့ပေါ်တူဂီလူမျိုးနီးပြအာမော်ရီဟာယူနိုက်တက်အသင်းကိုဆန်နာလန်၊လီဗာပူးနဲ့ဘရိုက်တန်အသင်းတို့ပွဲစဉ်တွေမှာနိုင်ပွဲတွေရရှိအောင်ကင်ွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာဒါပေမဲ့နော်တင်ဟမ်ဖောရက်အသင်းနဲ့အဝေးခွင့်ပွဲစဉ်မှာလည်းနိုင်ပွဲရယူကာသူတို့ရဲ့နိုင်ပွဲဆက်မှုမှတ်တမ်းကိုဆက်ထိန်းနိုင်ဖို့ပြင်မှတ်ထားနေတာပါ။ယူနိုက်တက်ကစားသမားဟောင်းနာနီကအသင်းဟာလက်ရှိသွားနေတဲ့ပုံစံကိုဆက်ထိန်းနိုင်ရင်ပရီးမီးယားလိဖလားကိုရရှိဖို့အခွင့်အရေးရှိနိုင်တယ်လို့ယုံကြည်မှုရှိနေပါတယ်။ဒါအပြင်နာနီကကလပ်မှာကြီးမားတဲ့ပြောင်းလဲမှုတွေရှိတဲ့အတွက်အချိန်လွယ်ပြီးအာမော်ရီဟာနီးပြကောင်တူးဖြစ်တယ်လို့ ောရပါတယ်။ United အသင်းဟာဒီအာဒီမှာဥရောပပြိုင်ပွဲရှင်းပြိုင်ခွင့်အများရှိခဲ့တာကတစ်ဖက်မှာအသင်းတို့အထောက်အကူဖြစ်စေခဲ့ပေမယ့်ပရိသတ်တွေအတွက်တော့ကိုယ်အသင်းကိုဥရောပပြိုင်ပွဲမှာမမြင်တွေ့ရတာစိတ်ပြတ်ကြတယ်လို့နာနီကပြောခဲ့ပါတယ်။